ဟောဒီပြဖမ်းနေလေကျိုးစောရပါလား record တော့ကျွန်တော် creator သုံးပြနေပြပြမှာဖြစ်ပါရဲ့ပြပြဆိုမှာတခါလေး computer ထက် video အများကြီးလုပ်ပြီးပြပြရမှာအဲပထမဆုံးဆိုကျွန်တော် new file နေလာပါမယ်အဲ့ဒါစစ်ချက်ရွှေ့ပြီးသားပြီးဆိုရင် create နေလိုက်မယ်အမ်ဒီမှာတော့မတော်ရှိတဲ့ပထမများများကြီးဆွဲတူတို့ animator တို့တော်တော်များများ creator တွေတောင်းပါတော့နောက် ိတ်မှာတင်ထား animation တွေပုံတွေတော်တော်များများလည်း creator နဲ့လုပ်တာများပါတယ်။အဲအကြောင်းအချို့တော်တော်များများ creator သုံးကျင်တာလည်း tutorial တွေမရှိဘူးဆိုရဲမရှိတော့မသုံးရတဲ့တွေတော့ကျွန်တော် tutorial တွေလုပ်ပြဖြစ်ပါတယ်။အဲ့တော့ပထမဆုံးဒီရက်ပါဘာလဲဆိုကျွန်တော်မပြောပြရဘာလို့ဆိုပြောလဲကျန်းတင်ပေးမယ့်တွေမဟုတ်တော့မှတ်ထားမှာမဟုတ်လေ။အဲ့တော့ကျွန်တော် define ထားဒီရက်အသုံးဝင်ပုံတွေအသုံးပြနည်းပဲကျွန်တော်ပြောပြ new center ကခဏအတိုင်းပဲပေါ့နော် trade ထက်လောက်လိုက်ရမှာဒါဒီစကြပြပြောင်းမြောက်လူတွေရောအခုနှစ်သက်တဲ့ပုံစံပြောင်းပြီးတုံးနေရဒီပုံလေးထားလိုက်ပြီးကဲဆိုတော့ကျွန်တော်တို့อืมလောက်ပြီးသား file ဖွင့်တာပေါ့နော်အဲ့ဆိုရင်တော့ကျွန်တော် creator မှာရှင်တော့တုံးထားတယ်ကိုလောက်ထားတဲ့ file ကိုပြန်ဖွင့်နေစဉ်ဒီဟာတုံးနေပါဒါဆိုရင်ဒါခုနကျွန်တော် creator မှာတုံးထားတာဖြစ်တယ် in close and dialect လို့ဒီလိုသုံးလို့ရရပြီးအတအထက်မှာတော့အမ်မ်ဒိုနက်ရီတူပေါ့အမ်ဒိုနက်ရီတူပါလဲဆိုတော့ဒီနှစ်ခုပေါ့ပုံတော်ပုံဆွဲတာမှားတယ်ဆိုရင်အတခြား Photoshop တော့မှာဆိုရင်ဖျက်မယ်ဆို control ဆက်မသိရလေတော့ဒါမဲ့ control ဆက်ဆိုတော့ keyboard ကိုနှိပ်ရတယ်ဒါမဲ့ဒီအကြောက်လေးဒီအနည်းလေးရပြန်ပြန်သွားမယ်ဒီလေးလောက်လာမှာအခရတာပို့တခြား software တော်တော်များများကျွန်တော်သုံးပြီးတက် သုံးတဲ့ထမှာပေါ့ဒီလိုဒါလေးမပါ TI ခွန်လေးပါမလား Travel Mate Keybook Shortcut က300တောင်များရပါတော့ Keybook Shortcut ကမသုံးရင်တော့ကျွန်တော်တရားကို300လာလို့လေးပဲနိုင်အဲ့တော့ cursor ဖြတ်တယ် copy ဆိုတော့ copy ကူးလိုက်တာပေါ့နော်ပြင် pass pen ချလိုက်တာ control ပြင်အဲ့ကလင်းမ်ဆိုတော့ကျွန်တော် layer clean လုပ်ရတာပါပေါ့။ရောက်ပါ။ဆွဲထားအများကြီးဆွဲရအများကြီးဆွဲရ။အရှုပ်ရှက်ခက်လို့ဆိုရင် clean လုပ်လောက်အောင်။ရောက်တိုင်းပါ။ ်ဒီဓာတ်ရီအများကြီးလို့ရှိရတယ်။ဒါပေမဲ့ဓာတ်ရီကတော့ခုကွန်ပျူတာပြန်ပြီးနာ၃နီးတော့တည်တယ်။ဒါပေမဲ့ပေးနေရတော့တော်တော်မသိအဲ့ဒါကျွန်တော်ပြပြတာ။ view view ၃တဲ့ချိန်ကျမှကျွန်တော်ပြပြမှာပြပါတော့။ view ဆိုတော့ view screen mode ဆိုရင်ဒါကျွန်တော်ပုံကြီးဆွဲရင်ကြာတော့လေးတော့ကဲမို့မတရားစင်ဒီမြင်ချင်းဝင်တော့ခြားရမြင်ချင်းဆိုရင်ဒီ view screen mode ထားတော့လေရ ပြီးတော့အမ်ပုံကိုအကြည့်နေတယ်ကျွန်တော်မြင်မြို့ဆွဲကျန်တယ်ကျွန်တော်မြင်ကျောင်းဆောင်တော့တောင်းနေလိုက်အလူဖြစ်သွားရင်ကျွန်တော်ကီးဘုတ်ရှော့ကကတက်ကိုပြန်နေလို့ရပါတယ်တက်ကိုနေလိုက်လူပုံမြောက်သွားတယ်အဲနောက်တစ်ခုထပ်ဆုံးပြတက်ကိုထနေတက်ကိုထနေလို့ဒါအဲ့ဒီ show guide တဲ့ view ပေါ့နော် view နဲ့ပဲတက်တာအများကြီးထဲမှာရှိရဲ့။နောက် guide တွေပဲလိုချင် show guide ထားလို့ရ။အဲ့တော့ view နဲ့ပဲတက်တာပေါ့ ဒီရဆိုတော့ခက်လေးရဖြတ်လိုက်မယ် copy လုပ်လို့ရတယ် paste ပြန်ထားလို့ရတယ်ပြီး new layer ထားလို့ရမှာဒါဆို paste layer clone layer တော့ duplicate on my layer ပေါ့အစိမ်း convert လုပ်လို့ရတယ် slab တွေ group တွေ transfer နဲ့လုပ်လို့ရတယ်ဒီ layer တွေကိုကျွန်တော်အမ်လုံရင်းနဲ့ပြောပြရမှာဖြစ်ပါတယ်နော်ကျွန်တော်ပုံမြမဟုတ်လည်းအများကြီးဆွဲပြပြရမှာတခဲရတယ်အချိန်တိုင်းတော့ဒါတွေအများကြီးတုံးအောင်အချိန်တိုင်းကျွန်တော်ပြောပြရမှာ slab နဲ့ slab အကုန်လုံးမှာတော့ master piece တက် slab ကိုဖြတ်လိုက်တယ်ပါနော် ်ဖလရှာ၃ဘွဲ့တူတော်မှမဆန်တော့ခရတာ၃ဟာတော်လေးရယ်တွေ့နေဖြစ်ပါဖစ်တာရယ်လည်းအများကြီးရှယ်ဒီမှာဘလာတို့ဘလာကိုရှင်ဘလာရယ်ဘလာရယ်ရဲ့ကလာရီရဲ့မိုက်ရဲ့ရှေ့ရပေါ့သူကတော့ဒါပါပါပြောင်းစတေမှာဒီဟာဆိုရင်ဒါပါလေးဆိုတော့ကြိုက်တယ်တွေချိန်တယ်ထားစင်းဒါပါလေးကီးဘုတ်ရှော့ကတ်တွေချိန်တာပါနော်ဒါကီးဘုတ်ဆန်တူရထားတော့ está zoom ahora que zoom es que mucho que acá controls reserva zoom no ahora mati zoom tú es que mucho que acá reserva ah ya no está con change no ni me está change ya mo change en el mo ya no change lo hay ya está ya no está lo hay ya no está bien plan está lo hay अभी कैंसिल है ना ओके नहीं लेना था हुआ पिता है ना तो यार मैंने भी လို့တော့ပြောင်းတာတကယ်ပြောင်းမိသားနေမှာပါနော်ကျန်းဆယ်စင်းတော့မပြောင်းဘူးပြောင်းအဲ့ဒီဝိုင်းလေးပေါ့ဒီဝိုင်းကဘာလဲဆိုတော့နော်ဒီဝိုင်းလေးတခြားဟာနဲ့ကွာဘရက်ချ်တွေပါယူရနေမှာလေဒါမျိုးလေးကောင်းတာပါလဲလားဒါပါလဲဆိုတော့ရအောင်ပြောရပါမယ်မရက်ကလစ်နေလဲဒီလိုလေးအဝိုင်းလေးပေါ့ကိုကြိုက်တော့မြန်မြန်လေးရွှေလို့ရပါနော်အဲ့ဒါဘယ်နှခုရှိလဲဆိုတော့အခု30ရှိဒီအခု30ကိုကျွန်တော်ဒီကနေမှရွှေထားပဲဖြစ်ပါတယ် မကူ30ရှိတယ်။ဟုတ်လား။ပြီးရင်နောက်တစ်ခုကဒီဟာရောအများရှိရပေါ့။နောက်တော့၃ကျင်တဲ့အခါကျွန်တော်၃လရ။ဒေါက်တာဒေါက်တာဆက်ပါလဲဆိုတော့တစ်ယောက်နဲ့တစ်ခုယူပြ။အရင်ကောင်းတယ်။ fresh ပါပါခလိုက်ပါ။ပါလိမ့်မယ်။တည် fresh press ကပါလဲဆိုတော့ဒါပါလဲဆိုတော့ဒီအားနဲ့တူတူပဲဒီကနေရွေးလဲရရဲ့အဲ့မှာ fresh ဒီမှာလည်း fresh တရှိရဲ့အဲ့တော့ဒါနဲ့ဒီ point နေယူရမကြိုက်ဆန်ဒါလေးယူနားလေးထားတာလေ fresh စိတ်ချယူပြီးနားလေးရတယ်အဲ့ဒါဆိုတော့လူင်းနေဒါဆိုတော့လူင်းနေပြီအားယူနေရအောင်နော်ဒါကြောင့်နားလေးချိုးရှင်းတော့ပဲနားလေးရှိလဲလူလေးရွေးနေလိုက်ရွေးနေလိုက် ်စတင်ပြောက် window ပေါ့ window မှာကတော့ work space ပေါ့ work space ဒီစိတ်ချက်ချင်းများပါတယ်နော်အဲ big paint ဆိုရင်ဒီလိုမျိုးပေါ့အဲ့တော့ကျွန်တော် window တွေမှာဒီ work space ကို change ချင်ဆိုတော့ဒီနေ့မှရှိပါတယ်ဒီအားလေးအဲ့ကျွန်တော်ပါပြောချင်တာခုနအမြင်ပြပါတယ် change to change ချင်းရပါတယ်နောက်ဒီအားပဲတော့မှာအဲဒါတော့ရှိမှာပေါ့ဘာလို့ဆိုတော့ဒါကျွန်တော်ကိုယ်ရင်လောက်ထားတဲ့ work space ဖြစ်တာဆိုတော့ ဒီလောက်ချင်လဲဆိုရင်လည်းကိုစိတ်ကြိုက်ပေါ့နော်ကိုလောက်ချင်တဲ့ပုံစံမျိုးစပီရလောက်လို့ရပါတယ်။အော်ဒီဒီရဲ့ပြီးပြီဆိုတော့ဒီအကြောင်းလေးပြောပါမယ်။ဒီတန်းလေးပါနော်။အားတော့ခုနအစားပိုင်းနေရာပါလား။အော်ဒီရဲ့ကြတော့ဘာလဲဆိုကျွန်တော် file နေရာပေါ့ location ကို file location ရွှေရဖြစ်ပါ။ဒါဆိုတော့ save ပေါ့နော်။ save ပို့ပါ။ အဒီဖိုင်ကနေမှာလူကြီးစေနေရရင်မစေချင် control app နဲ့နေနေဒီကနေစေပေါ့မစေချင်လို့ဆိုရင်ဒီကနေစေလို့ရပါတယ်အဲနောက်ခဏပြောဆိုတော့ဒါကတော့ဘာလဲဆိုတော့သိမှာပေါ့နောက်ပြန်ပါအေးအရှိရောပါအဲဒီအရတည်ကြဆိုတော့ဒီအရ gradient gradient မျိုးကိုယ်ဝင်လုပ်ချင်တယ်ဆိုရင်လည်းနားလိုက်မှာ s ဆို gradient ရှိပါတယ် gradient ကိုယ်ဝင်လုပ်လို့ရပါတယ်အဲအဲ့ဒါတော့ကျွန်တော် gradient လက်စင်မှာကျွန်တော်ပြပြပါ gradient lesson က ဒီ share လေးပြောပြရမယ်အများကြီးရှိရဆိုတော့ဒီ share ပြောပြရမယ် lesson တစ်ခုလောက်ပြရအဲ့တော့ my gradient နေရွှေတွေရယ် my gradient ဆိုတာဒီခါရွှေရယ်ဒါကတခြားပဲဖြစ်ပါကျွန်တော်တခြားသုံးမြင်နေတဲ့ဆိုရင်တော့ဒါတခြားနေอืมတခြားသုံးရပါတော့အဲ့တော့ color change ပို့တော့ အဆွင်ပလတ်အဆွင်ဂရင်းနောက်ကားရီချိန်လို့ရပါတယ်ဒီကလာတက်မှာချိန်တယ်ဆိုတော့ဒီ gradient မှာဒီတခြားတက်ပြောင်းနေပါချိန်စက်နားလေးမှာပြောင်းပါအမဲပြင်အဆင်းဖြစ်ပါဒါပါလေဆိုဒါကြတော့ no brush တွေပေါ့နော်ပြောင်းလဲခြင်းဒီအရေ၃ရပါမယ် brush မှာ site ကိုပြောင်းခြင်းလားဒါမှမဟုတ်အဲဘာကိုပြောင်းလဲခြင်းလဲအပြောင်းလဲခြင်းလားကျွန်တော်ပြောင်းရပါတယ် ါတို့ကျွန်တော် creating lesson မှာကျွန်တော်ပြောပြပါပြမယ်ဒီအကြောင်းတွေဒီရနေမှာအဆုံးတကောင်းလို့ဘယ်လိုသုံးရလဲဆိုတော့ကျွန်တော်ပြပြမှာဖြစ်ပါတယ် min brush brush တရားတော်တော်လေးများတယ်များကြီးဆိုများကြီးရှည်ဒါပေမဲ့ပြထပ်ပြီးတော့ add ချင်တယ်ဆိုရင်အများကြီး add လို့ရပါသေးတယ်အဲ့တော့ကျွန်တော်ချို့ brush တွေဖြတ်ထားတယ်မကြည့်ချင်လို့ဆိုတော့ချက်လည်းအများကြီးရှိရတယ်တော့ creator website ကနေမှပြတ်သွားပြီးတော့ down မဲ့ဆိုရင် brush တွေအများကြီးရှိပါသေးတယ်ဒါတော့ကျွန်တော်တော်တော်လေးကြိုက်တယ်ဟာပါတော့ photoshop ထားတော့ကျွန်တော် creator ပို့ကြိုက်တယ် ဒါကတော့ညချက်တဲ့ရွေးလို့ရပါတော့အမ်ဘာလဲဆိုဘလက်ကိုအမှန်တော့ normal မထားရတော့မမန်ဟုတ်ဖန် normal နောက်တော့အမ် multiply ထားလိုက် ီနောက်ဒါဆိုလို့ဆိုမသိတော့ဆိုဒါနဲ့လုံးဒါ normal ဒါကခါလာတော့ကြည့်ရပြီးတော့ပြီးတော့တိတာတာပါနော် batch ကိုနော် batch ကိုတော့ဝင်နော်သုံးနေလဲဆိုရင်ဒီကတော်လေးသုံးဝင်တာအာ Photoshop မှာလည်းဒီကရှိသေးတာပါဒါရတော့အများကြီးသုံးမလို့ထင်တယ်ပြီးတော့နောက်တစ်ခုကတော့ ။နော် area sample ကဒီမှာနှစ်ခုရှိသုံးခုတောင်ရှိရနော် area sample သုံးခုတောင်ရှိရ။ဒါပေမဲ့ဒီ area sample မသုံးကျင်ဘူး။နော်ဒီ canon ကအမ်ဒီ brush ပေါ်မှာနော် canon သုံးကျင်နေဆိုရင်ဒီမှာ canon ရှိပါတော့ canon ပြတ်မဟုတ်ဖြစ်သွားလိမ့်မယ်။ silent နဲ့ချက်လိုက်နော်။ပုံဖြစ်လိုက်တော့ဟုတ်ပြန်ထားပြီဒါလေးပြန်ဖြောက်လိုက်အဲ့တော့ opacity short ရဲ့ဟာပါနော် opacity short ရဲ့ဟာဆို လာစင်းတာမူလဟာ opacity ရှော့လိုက်မယ်ဆိုရင်ဒူလေးဖြစ်သွားတယ်။ဒါတော့လိုတဲ့နေရာမှာတုံးလို့ရအောင်နော် opacity ရှော့တာတိုးတာတွေ။အဲ့တော့ site ကိုကျွန်တော်ခုနကတုံးပြပြီးသားဆိုတော့ site နဲ့တည်းတည်းပြတတ်တယ်။အဲ့တော့ပြင်ဖြတ်လိုက်မယ်။ကြောက်ပါတော့ဘာလို့မျိုးလဲဆိုတော့ဒီဘက်မှာဆွဲလိုက်မယ်ဆိုရင်နောက်ကလာ ပြောမှာဆိုရမယ်ဆိုရင်ကျွန်တော်တစ်ခါမှပေါ်လာပါတော့အမ်ဒါဒီလိုပေါ်လာဒါကြတော့ပေးတိုက်ပေါ့ပေးတိုက်ပေါ်လာရဲ့နောက်ဒီဘက်မှာဆိုရင်အောက်မှာလည်းနောက်တစ်ခုထပ်ပေါ်လာပါတော့ဟုတ်ပြီဖက်လိုက်မယ်ဒါကကြတော့များသွားပေါ့တော်တော်လေးများသွားဘူးလိုမျိုးများသွားလဲဆိုတော့ဆွဲလိုက်အဲ့တော့ပြောင်းဒါများဝန်းကြည့်တာပေါ့အမ်ဒီလိုပုံစံဒါပေမဲ့ဒီလိုတော့ကျွန်တော်တစ်ခါမှတော့မသုံးဘူးဒါပေမဲ့သုံးလဲလုံလုံပါပေါ့အချင်းညာတော့တရားသုံးကြည့်လိုက် ဖြစ်ဖြစ်လာဒီနော်ဒီ border တစ်ခုလုံးပြီးသွားပြီဗျာနော်အဲ့တော့ကျွန်တော်ဒီ data ချောင်းပြတာဖြတ်လိုက်ပထမဆုံးဒါကကျားတဲ့ brush ချောင်းပြပါဦး brush ကတော့ကျွန်တော်တီးပြီးတော့တိုင်း size ဆွဲလို့ရတယ်ဒီကနေမှရွှေလို့ရတယ်ဒါရွှေလို့ရတယ်ပြတ်တီးရဒါပါလဲဆိုတော့ဒီကဒီဒီရဲ့ပုံမူတီးပြီးတော့ကျွန်တော် တိုင်းနေဆဲရပါဘူး။ဒီလိုတိုင်းပြေးတရရဲ့မညီညီရှင်လဲဆိုရင်နော်ရှစ်လေးဖြည့်ပြဆွဲလိုက်ရင်ညီသားပါ60တိကျ။ကြတဲ့ဒီဒီပါဒီအစင်းတော့အာစာကဲစာဝိုင်းလေးပေါ့ ဟုတ်ပြီဖရာဒီ၅ခုတော့တည်တာပြီကျန်တဲ့ဟာတွေကိုလည်းကျွန်တော်တို့အမ်လိုလိုရဲ့ချင်တယ်ကျွန်တော်ပြောပြလာမှာခေါ်ရမလို့ဒီလိုမပြောတော့ဟာဒါပါလဲဆိုတော့ဒါကမှုဒါပါတူဘာဒါအမ် transfer and the or information အမှန်တော့ဒါမှုတူလို့ပဲတော့မှာအဲဒီရလဲမှုတူရဲ့ ဒီကလည်း move to ပါဒါပေမဲ့ဘာပွာလဲဆိုတော့ဒီကကကြတော့ rotate လုပ်လို့ရပါ rotate လုပ်လို့ရပြန်လို့ scale တွေပါ change လုပ်ရပါနော် bold out scale change လုပ်ရတယ်ဒါကဘာလဲဆိုတော့ဒါကတော့ layer ပေါ့ layer ကိုကျွန်တော် cloud ထားခြင်းလားဒါမှမဟုတ်ရင်ဒီလိုထားခြင်းလားဒီအန္တရာယ်လေးလာအဲ့လိုဖြစ်သွားတယ်။ဒီရကျွန်တော်တို့ စိတ်ကျက်ပုံစံပါနော်အဲ့လိုပုံစံထားခြင်းလဲဆိုရင်တော့ဒီ tool တွေတုံးပြီးတော့လုပ်လို့ရပါတယ်အဲ့တော့ gradient ပေါ့ gradient ကိုကျွန်တော်တကယ်နဲ့စိတ်ကျက်ရှိတယ်ဒီအရာလေးကိုကြည့်ရအောင် gradient ထားဒီအရာလေးဆိုရင်ကျွန်တော်ကောင်းကင်လို့ဘာလို့မတင်အရာလေးတုံးတယ်ပေါ့နော် eye drop မတင်ကျွန်တော်အရာလေးရွှေ့လိုက်အရာလေးစကြအရာမျိုးရွှေထားလို့ရပါတော့အိုင်ထရော့ပါတီနဲ့ နောက်ကတော့ fee ပေါ့။နောက်အကြောင်းလေးဖြည့်မယ်။နောက်ဘာအကြောင်းလေးဖြည့်မလဲဆိုတော့စင်းအောင်ဖြည့်လိုက်။အဲစင်းအောင်ဖြည့်တာ။ကြဲလို့မဟုတ်ဘူးလေကျွန်တော်ခြောက်အောင်လုပ်ချင်တဲ့စင်းလေ။အဲ့ဒီဖြစ်တာပြောတည်းရဒါဆို selection 2ပေါ့နော်အမ်ဒီရလေးကျွန်တော် select မှတ်လိုက်မြန်ပြီးတော့ကျွန်တော်မှ tooling နဲ့ရွှေ့လိုက် do နဲ့ရှင်နေရအဲ့တော့ဒါလည်း selection 2ပဲနံပါတ်2 selection 2ကဘယ်လိုမျိုးလဲဆိုတော့ဒီအဝိုင်းပါ second selection 2နည်းအားကျွန်တော်မြန်မာပြန်ရွှေ့လာအောင်လုပ်တယ်ဒီချင်းချက်တွေကတော့ညာအဲ့ selection အဝိုင်းပေါ့နော်ဒီကကျတော့ကိုလိုချင်တဲ့အတိုင်း selection လုပ်လို့ရဟဲ့အားလေးဖြစ်ပါတယ် selection လေးပါဒီကလည်းအတူတူပဲ selection ပဲဒါပေမဲ့ဒီကကျတော့ဒီလို ဒီလိုမျိုးစိတ်ကြိုက်ဆွဲခြင်းတို့ဆွဲပြီးကိုလှုပ်ခြင်းတို့ selection လုပ်ရတဲ့ဟာလေးဖြစ်ပါတယ်။ဒီ selection မျိုးပေါ့။အဲ့တော့ sum do ပါ။ sum do ဒါတော့ hand do ကျွန်တော်တို့ရွှေ့ဖို့တော့ဗာလက်တစ်ခုခုပါလေရွှေ့ဖို့တော့အဲ့တော့ sum do ဆိုရင်ကျွန်တော်ဒီလိုပုံစံဆိုရင်ချွတ်ကြချင်မှကြတယ်အဲ့တော့မတီးဟုတ်တာပါ။ do ရေးဖြစ်နေ။အဲ့ကျွန်တော်ဘယ်လိုတော့မလဲပေါ့။အမ် photoshop လို့ပုံစံဆုံးဖြစ်ဖို့ဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရအောင်ဆက်ရ တော့ keyboard shortcut ပြောပြပါမယ်။ space ကတော့ hand to ပါ။ဒါ space ပါနော်။ hand to ။ပြီးရင်အဲ့တော့မှ control space ဆိုရင်တော့ဒါ zoom to ဖြစ်သွားတယ်။ဒါ photoshop လိုမျိုးပါနော်။ hand to နဲ့တွားရဲ zoom နဲ့ချိန်နဲ့တော့ချောက်မှာ။ hand to ။အစရင် TI ကတည်သွားတယ်ကျွန်တော်မပြောတဲ့ဟာတွေကတော့အမလိုအပ်လို့မပြောပါနော်။အဲ့တော့ဒီရဲ့တောင်းပြပါတရား အာလီယာလီယာတော့ကျွန်တော်အများကြီးရွေးလိုက်ရပါတယ်။နောက်ဆုံးလီယာရဲ့အားကြီးပြော။ကျွန်တော်ပြန်ဖြတ်လာအောင်။အဲ့တော့ကျွန်တော်လီယာဒီကိုဒီအနေနဲ့ရွေးလိုက်ရတယ်။ဒါဆိုရင် paint လီယာ၊ glue လီယာ၊ and clone လီယာ၊ add filter လီယာ။နောက် filter ဆိုရင် touch ပဲ။အ filter မှာကျွန်တော်ဒီအနောက်တော့အ slab ဖြတ်ချင်တယ်ဆိုရင် right click နဲ့ dislab လုပ်လိုက်။ကျွန်တော် slab လောက်ထားပြတ်ပါပါလိမ့်မယ်။အဲ့တော့ တော့ဒီ paint layer မှာကျွန်တော် yellow brush နဲ့ဆွဲလို့ရပါတော့ filter layer မှာဆွဲရလားဆိုတော့ဆွဲလို့မရအောင်အဲ့ဒါဒီ paint layer မှာကျွန်တော်ဒီဟာဆွဲလို့ရလားဆိုတော့ညာနော် filter layer ဖြစ်သွား paint layer မှာမရပါဘူးအေးဟုတ်တယ် အဲ့တော့ factor လေးတက်တက်ဖြစ်သွားဟုတ်တယ်မလားအင်းကျွန်တော်ဒီ factor ထဲမှာဒီဟာဆွဲလို့မရပါဘူး factor ဆိုဒီဟာနဲ့ဆွဲရဖြစ်ပါအကျွန်တော် factor လေးရဆွဲခြင်းတယ်ဆိုတော့ဒီတိုင်းဆွဲလို့ရပါတယ်ပြီးတော့ attach မျိုးစာတွေပါရိုက်ဖို့အတွက်ဆိုရင်ဒီလိုလေးထားလိုက်မယ်စာရိုက်လိုက်မယ်အာကျွန်တော်ရေးခြင်းတဲ့စာကိုနားထဲမှာချလိုက်မှာပေါ့နော်ကျွန်တော်နာမည်ရလိုက်မယ် ဖြန်အောင်အဲကျွန်တော်နာမည်ပါနော်နားလေကျွန်တော်ချိန်လေးရပါတယ်ဒါဆိုရင် first time ဒီပါနော်အမချိန်ကောင်းတယ်ဒီလိုအဲ့နော် site ကို16လောက်ထားလိုက်ပြီးစနေလိုက်နော်ဒီတော့စကီကြီးကျင်တာပါတော့အမ်ဆိုတော့ကျွန်တော်ထပ်ဆောင်းကြီးကျင်တာပါ ရပြီ။နောက်ဒီ slug ကိုဒီ slug ပြန်ဖြောင်းလိုက်။အပြီးကျွန်တော် layer မှာကနောက်မှာ layer အများကြီးရှိရမှာနော်။ဒီ layer တွေကျွန်တော်သုံးလို့သုံးတင်တယ်လို့သုံးလို့ရပါပါ။ဒီ filter layer နောက်တော့ filter သုံးဖို့ paint layer ပဲသုံးပါဟဲ့။အမ်ဒီထက်မှာ paint layer တော့ချိထားရဆိုရင်အမ်ကျွန်တော်တကယ်သုံးတာတော့ဒီလို paint ဒီလိုလေးအပ်လိုက်မယ်အပ်ပြီးတော့ ။သုံးပြဆို3000တော့လား second ရှိရမှာကျွန်တော်။ဘယ်လိုဖြစ်ဒါလည်းနာမည်ပဲနာမည်ပဲပြောင်းထားဆိုကျွန်တော်လေယာမှာကျွန်တော်ဒီလေယာမှာပဲပုံစံနာမည်ပဲ paint ချေရပါတော့။ဒီ transformer ဒီဒါလေးဘယ်လိုတောင်းမလဲဆိုတော့ကျွန်တော် animation တွေပုံတွေဆွဲပြိုင်တဲ့အချိန်မှာကျွန်တော်သုံးပြပါမယ်။ဟုတ်ပြီဒီကအကြောင်းတည်သွားပြီဆိုတော့ဘယ်နှမိနစ်တော့ကြာပါလဲ။ ကြာသေးတယ်အဆင်ရင်နော်နည်း animate animation ဟာလေးပဲကျွန်တော်ပြပြရမှာ style line လေးပေါ့နော်ဒါကျွန်တော်ဒီမှာ animation တစ်ခုထုတ်ချင်လဲဆိုရင်အနီမေးရှင်းတစ်ခုထုတ်ချင်တယ်။အဲ့ဆိုရင်ကျွန်တော်ပုံလေးဆွဲရမယ်။ H2 နဲ့ကျွန်တော်ဒီဟာမကြိုက်ဘူး။ဒီဟာလေးပဲတောင်းတယ်။အဲ့တော့ မတရားလေးစက်လုပ်ပြလာပြီနောက်ဘလူးလေးလဲဆိုအာဘောလုံးလေးပါဘောလုံး animation လေးပဲလောက်လက်ချီရောတီတီထားอืมဓာတ်အဲ့ကျွန်တော် animation လုပ်မှဆိုတာ key frame မှာပါဘောနော် key frame မှာလိုက်ပြီအဲ့ကျွန်တော်ဒီလောက်ဒီပနာလေးမှာအထက်တစ်ခုထပ်ဆွဲ ချီဖင်တူထပ်မှာမယ်အဲ့တော့ကျွန်တော်မမြင်ရတော့အဲ့ဒါလောက်အောင်လဲဆိုအဲကျွန်တော်ခုနကဆွဲတဲ့ပုံပြန်မြင်ခြင်းနဲ့ပြန်မြင်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမီတီပုံမျိုးနှိပ်လိုက်ပါအဲ့ဒါကျွန်တော်ခုနကဆွဲခဲ့ပုံပြန်မြင်ရမှာဖြစ်ပါတယ် mere set chang la um so you know set chang ni daw khana ni sa mai lu ya ma ya na sa mai sa ba key frame ma la me uh na le ma key frame la ko tham ma la me mummy ya so mi ti le lo la me key frame tham ma me င်းကျွန်တော်လုံးတာလုံးဝမညီဖြစ်တာနော်မထားလိုက်ပါတော့ software သုံးနည်းဆိုတော့ software ဘယ်လို300မိနစ်ဆိုပြောရမယ် animation သင်ပြရမှာပေါ့နော်အဲ့အတိုင်းလေးပဲကျွန်တော်ဆွဲပြရမယ်อืมสู้ไอ้หลีมันจะ animation ลงพวกด้วย လူလေး key frame လေးမှတ်ပြီးကျွန်တော်တခုချင်းစီမှတ်ပြီးသုံးရပါမယ် key frame လေးဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ key frame နေပါမယ်ဆိုရင်ကျွန်တော်မမြင်ရဒီနားလေးမှာအဲကျွန်တော်ခဏတော့ဆွဲပါနော်ပြီးရင်လည်းအမနာပုံဖူဆွဲလိုက်မယ်အတက်လေးအတီရောကျွန်တော်နှေးနေတယ်ဆိုရင်နားထဲမှာတိလေကျွန်တော်ချိန်ရပါတယ်။အဲဆိုရင်ဒီအနောက်ဟာလေနှိမ်ပါလိမ့်မယ်။ တိုင်ကြီးကြီးလေးလေးမြင်ချင်တယ်ဆိုတော့ဒီလိုပေါ့အဲဒါကတော့ကျွန်တော်အနောက်ကမိုးရဲ့အနောက်ကကျွန်တော်ဒီအရှိမတစ်ခုထပ်ဆွဲလိုက်ဒါဆိုတော့အစိမ်းရဒါဆိုတော့ဒီအရာဒီအရာပါလဲဆိုဒီအရှိရဟောကုစားပြရအောင်နော်နောက်ဆက်ချက်ပြောင်းလိုက်ရအဲ့တော့ကျွန်တော်ဒီ anime character 3ကိုကျွန်တော်နည်းနည်းလေးရောနားလေးပြင်တယ်အရင်ကထက်တော့အဲ့ဆိုတော့နေ့ lesson ကဒီလောက်ပါပဲ နောက်တစ်ခုလက်ဆင်းကြပါကျွန်တော်နောက်ထပ်အစ်တစ်ခုလုပ်ပြီးတောင်းရင်ကျွန်တော်တင်ပေးပါမယ်။အနည်းနာပါပဲကျေးဇူးတင်ပါဟဲ့။